ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် Global Media ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့ဒီဇင်ဘာလ2ရက်နေ့ည8:00နာရီနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားတော့မှာပါ။လက်ထပ်ပြည်မှာအိမ်မမစားတော့ပဲအပြင်စားပြောင်းစားနေတဲ့ဟင်းဝင်ရန်ကိုအခုလိုပြောလာတဲ့ဆိုပြတဲ့စဉ် ပါကျုံစင်ရော်ရဲ့ခြေတော်ကိုက်ခဲနေရယောဂါကိုတောင်းပျောက်ကင်းအောင်ကုသနိုင်လို့လူပြောများနေရဲ့နတ်ဆေးစရာထူကန်ကျော်ပိုင်နဂုံရဲ့ဇနီးလင်းမြဖို့နဲ့ပိုင်နဂုံအမေဒေါ်ကျူကျူတို့ပြဿနာတက်နေကြတဲ့နောက်ွယ်ကအကြောင်းရင်းစတဲ့သတင်းတွေပဲဖြစ်ပါရဲ့ရှင် ပါကြောင်းစီရော်ရဲ့ခြေထောက်ကိုက်ခဲနေရဲ့ယောဂကိုတောင်းပြောက်ကင်းအောင်ကုသနိုင်လို့လူပြောများနေရဲ့နှစည်းစင်ရာထုခန့်ကြုံမင်္ဂလာပါပရိသတ်ကြီးရဲ့ဒီအပိုင်း Facebook သုံးတဲ့သူတိုင်းရဲ့ new feed မှာဗီဒီယိုဖိုင်လေးတစ်ခုကိုတရီထားမိကြမယ်လို့ထင်ပါတယ်။အဲ့ဒီဗီဒီယိုဖိုင်လေးကတော့တခြားမဟုတ်ပါဘူးမြန်မာနိုင်ငံရဲ့အထင်ကရတရဏပိုင်းအကြီးအကဲတစ်ပါးဖြစ်တဲ့ပါမောခါကျုပ်စီရော်ဖျားကြီးနဲ့နှစည်းစင်ရာကြီးထုခန့်ကြုံရဲ့တွေ့ဆုံမှုမှတ်တမ်းလေးပဲဖြစ်ပါတယ်။ ဒီဗီဒီယိုမထွက်လာခင်အချိန်ထီလူတချို့ကထူးခန်းကြော်ကိုနတ်ဆေးဆရာဆိုပြီးတော့လှောင်ပြောင်တာတွေမယုံကြည်တာတွေရှိခဲ့ကြပါတယ်။ဒါပေမဲ့အခုလိုမျိုးသီလသမားတွေပညာနဲ့ပြည့်စုံပြီးတော့အများကလေးစားကြည့်ညိုရတဲ့ဆရာတော်ဘုရားကြီးကိုရိုင်းကထူးခန်းကြော်ရဲ့ကုသမှုကိုလက်ခံခဲ့တဲ့ဆိုတဲ့အချက်ကဝိပန်သူရိရဲ့ပါဇက်ကိုပိတ်သွားစေခဲ့ပါပြီ။ဖြစ်စဉ်ကတော့ဒီလိုပါ။ လက်ရှိမှာဗမာခါကျုပ်ဆရာတော်ဖရာကြီးဒေါက်တာအရှင်နန္ဒမာလာပြီးဝင်သားဟာရန်ကုန်မြို့ကိုဒေတာစာရီကြွချီတော်မူနေတာဖြစ်ပါတယ်။ဒီလိုကြွရောက်နေစဉ်မှာပဲထိတ်တန့်အမှုပညာရှင်တွေကိုရိုင်းစွန်ကတ်လူတန်းမှုတွေပြုလုပ်နေကြတာပရိသတ်တွေမြင်တွေ့ရမှာပါ။ဒါပေမဲ့ရာသီဥတုကအေးဆရာတော်ကြီးရဲ့သက်တော်ကလည်းကြီးရင်လာပြီဆိုတော့ခြေလက်တွေထုံကျင်ကြိုက်ခဲတဲ့ဝေဒနာကိုခံစားနေရတယ်လို့သိရပါတယ်။ဒီအချိန်မှာပဲကယ်တင်ရှင်ရောက်လာခဲ့ပါတယ်။ အဲ့ဒါကတော့ဆရာဝန်တွေတောင်းလက်လံရတဲ့ယောဂတွေကိုကုသပေးနိုင်တဲ့ဆရာကြီးထူကန်ကျော်ပါပဲ။ဗီဒီယိုထဲမှာမြင်ရတဲ့အတိုင်းပဲထူကန်ကျော်ဟာဆရာတော်ကြီးရဲ့ခြေထောက်ကိုသူ့ရဲ့အသေးပညာနှိမ့်နယ်ခြင်းပညာတွေနဲ့စေတနာပါပါကုသပေးနေတာကိုတွေ့ရပါတယ်။ဂျီနူးဆရာကောင်းတာကတော့ဆရာတော်ကြီးနဲ့ထူကန်ကျော်တို့ဟာဆရာတပည့်တွေလိုရင်းရင်းနှီးနှီးစကားပြောဆိုနေကြပြီးတော့ကုသမှုပြီးဆုံးတဲ့အခါမှာတော့ဆရာတော်ကြီးကိုယ်တိုင်ကခြေထောက်တော်တော်လေးသက်သာသွားပြီလို့မိန့်ကြားခဲ့တာပါပဲ။ ဒါဟာထူကန်ကျော်အတွက်တော့တကယ်ကိုကြီးမားတဲ့မှတ်တမ်းတစ်ခုပါပဲ။ပရိသတ်ကြီးလည်းသိကြမှာပါထူကန်ကျော်ဆိုတာဟိုးအရင်ရုပ်ရှင်ခေတ်ကဇက်ဖို့ဇက်ရဲမင်းသားတစ်ယောက်ပါ။အနုပညာလောကမှာနေရာမရခဲ့ပေမဲ့2018ခုနှစ်လောက်မှာဝိဇာသမားတော့လမ်းကြောင်းပေါ်ရောက်လာပြီးတော့လူနာရီကိုကဲတင်ရင်းနဲ့နာမည်ကျော်ကြားလာခဲ့သူပါ။အထူးသဖြင့်ဆေးပညာနဲ့ကုမရတဲ့လေဖြက်လူနာရီအောက်ပိုင်းမတန်တဲ့ဒူတွေကိုသူကအထက်ပုဂ္ဂိုလ်ရဲ့အကူအညီနဲ့ပြန်လန်းရှောင်နိုင်အောင်လုပ်ပေးနိုင်ခဲ့ပါတယ်။သူရဲ့ထူးခြားချက်ကငွေမယူတာပါပဲ။ ယုံစည်းကသွားရင်တင်းချီကုံမဲ့ယောဂရီကိုသူကအခမဲ့ကုသပေးနေတာပါ။မြောက်တကုံကသူ့ရဲ့စည်းကမ်းမှာဆိုရင်နေ့စဉ်နေပေါင်းဆောင်ကလူထောင်ချီပြီးတော့တန်းစီဆောင်ဆိုင်နေကြတာကိုသူ့ရဲ့အစည်းစွမ်းထွက်မှုကိုသက်သေပြနေတယ်လို့ပါပဲ။ဝိနာကန္နာကလွှဲရင်ဇန်နေယောဂကြီးတွေကိုပျောက်ကင်းအောင်ကုသပေးနိုင်သူလို့နာမည်ကြီးပါတယ်။အခုဆိုရင်တော့ပေါမောက်ခါကျုပ်ဆရာတော်ကြီးရဲ့ဖြစ်ရကြောင့်ထုခန့်ကျော်ပေါ်မှာအမြင့်ဆောင်ခဲ့တဲ့သူတွေတောင်းဒီလူတကယ်တက်လို့ဆရာတော်ကြီးကလက်ခံတာပဲလို့အမြင့်မှန်ရလာကြပါတယ်။ ဆေးပညာပွဲသူဂုံသူတွေမရှိပေမဲ့စေတနာဆိုတဲ့ဆေးစွမ်းနဲ့လူနာတွေကိုကုသပေးနေတဲ့ထုခန့်ကျော်ဟောင်းလက်ရှိချိန်မှာအထူးကိုဆရာဝန်တွေထပ်တောင်းမှလူတွေရဲ့အာဂုံမှုကိုပိုရနိုင်ပြီလို့ဆိုရမှာပါကေဘရိဒကြီးပမောခါကျုပ်ဆရာတော်ကြီးကိုတောင်းတတပြောက်ခင်းစေခဲ့တဲ့ထုကန့်ကျော်ရဲ့စွမ်းရည်နဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်ကြလဲတကယ်ရောယောဂကြီးတွေပြောက်ခင်းသွားတဲ့သူတွေရှိကြလားကိုရင်ကြုံမှုတဲ့အတွေ့အကြုံလေးတွေရှိရင်လည်းမှတ်ချက်ပေးခဲ့ပါဦးနော်ကျေးဇူးပေးတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင် ပိုင်းတကွန်ဇနီလင်းမြဖုန်နဲ့ပိုင်းတကွန်ရဲ့အမေဒေါ်ကျူကျူတို့ပြဿနာတက်နေကြတဲ့နောက်ွယ်ကအကြောင်းရင်းအခုရပိုင်းအွန်လိုင်းစာမျက်နှာထက်မှပွပွညံနေရဲ့မင်းသားစောပိုင်းတကွန်ရဲ့မိသားစုအရှုပ်တော်ပုံတွေမှာနောက်ွယ်ကတကယ်အကြောင်းရင်းတွေရှိနေပါတယ်။အပြင်းမှန်းကြည့်လိုက်ရင်တော့ပိုင်းတကွန်ရဲ့အမေကသားကိုစိတ်ဆိုးပြီးတော့မိသားစုစရင်ကပဲဖြတ်လိုက်တယ်လို့ထင်ရပေမယ့်တကယ်တမ်းပြဿနာရဲ့အစားကရောက်ခမနဲ့ချွေးမကြားကအိမ်တွင်းရေးတိုက်ပွဲပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်းသိကြတဲ့အတိုင်းမှာပဲပိုင်နီကွန်ဆိုတာတာမန်မင်းသားတက်လက်မဟုတ်ပါဘူး။ကဘာကပါအသိမှတ်ပြုထားတဲ့ထိတ်တဲအမှုပညာရှင်မှာသူရွေးချယ်လက်ထပ်ခဲ့တဲ့ဇနီးတွေကလည်းတာမန်မဟုတ်ပြန်ပါဘူး။မြန်မာနိုင်ငံရဲ့ထိတ်တဲစီးပွားရေးလုပ်ငန်းရှင်ကြီးခရိုနီတထေးကြီးဦးစန်းလင်းရဲ့သမီးကြီးလင်းမြဖူးဖြစ်ပါတယ်။ဒီစုံလုံးနဲ့သူတို့နှစ်ဦးရဲ့ဘဝကိုကြည့်ပြီးတော့လူတိုင်းကအားကြခဲ့တာပါ။ ဒါပေမဲ့လည်းလူရန်စားကွာဟမှုနဲ့နောက်ခံအတန်းဝိုင်းမတူညီမှုကအချိန်ကြာလာတဲ့အများပြဿနာတွေဖြစ်လာပုံရပါတယ်။သတင်းတွေရောက်ဆိုရင်ဘန်ဒဂွန်ရဲ့အမေဒေါ်ချူချူနဲ့ဇနီးတဲ့လင်းမြဖူတို့ဟာအခေါ်ပြောမရှိပဲမျက်နှာချင်းမဆိုင်ကြတာတော်တော်ကြာနေပြီလို့သိရပါတယ်။ဘာကြောင့်လဲဆိုတာကိုသုံးသပ်ခြင်းရဲ့အဖြေကရှင်းပါတယ်။ တဖက်ကငွေကုံမောင်ကုံမြင်မာတဲ့တတိသမီးချွေးမတဖက်ကလည်းကိုယ့်ရဲ့သားကိုနာမည်ကျော်ဖြစ်အောင်မြေတောင်မြောက်ပေးခဲ့တဲ့မိခင်ဒီအမျိုးသမီးနှစ်ယောက်ကြာမှာမာနာချင်းထိတ်တိုက်တွေ့နေကြတာပါအထူးသဖြင့်ပိုင်တကောင်ဟာလက်ထပ်ပြီးနောက်ပိုင်းဇနီးတဲ့ရဲ့မိသားစုစီးပွားရေးတွေမှာဝင်ရောက်ဦးစီးပြီးတော့ရောက်ခမအိမ်မှာပဲအချိန်ကုန်တာများလာပါတယ်ရောက်ခမတွေဖြစ်တဲ့လင်းမြဖူးရဲ့မိဘတွေကလည်းပိုင်တကောင်ကိုသားအရင်းလိုချစ်ကြပိုင်တကောင်ကလည်းရောက်ခမတွေကိုမိဘလိုယူသည်ဒီမြင်ကွင်းကိုကြည့်ပြီးတော့ပိုင်တကောင်ရဲ့အမေအရင်းဖြစ်သူကငါ သားတော်သူများလက်ထဲပေါသွားပြီဆိုပြီးတော့ဒီခံစားချက်မျိုးဝင်လာပုံရပါတယ်။မိခင်တယောက်အနေနဲ့ကိုမွေးထားတဲ့သားကကိုစကားထက်ဇနီးတဲ့ရဲ့စကားကိုပိုနားထောင်တော့ကိုထက်ရောက်ခမတွေကိုပိုဦးစားပေးတာမြင်ရရင်ခံစားရတာသဘာဝပေါ့။ဒါအပြင်ချွေးမဖြစ်သူကလည်းထိတ်တန်းတထေးသမီးပြပြီးဆက်ဆံရေးမှာအနှဲငယ်မကြောတာမျိုးရောက်ခမကိုအလိုမကျတာမျိုးတွေရှိလာတဲ့အခါမှာပောက်ကွဲမှုကြီးဖြစ်လာတော့တာပါပဲ။ ဒါကြောင့်လေတော်ကြီးကျူဟာသူမရဲ့ Facebook မှာမိသားစုတက်ပုံတင်တဲ့အခါတားကြီးပိုင်တကုန်နဲ့ချွေးမလေးမြဖူးတို့ကိုတမင်ချန်လက်ထားခဲ့တာဖြစ်ပါတယ်။ငါမိသားစုကဒီလူတွေပဲရှိတယ်ဆိုတဲ့စကားကမင်းတို့လေးမြကိုငါမလိုအပ်တော့ဘူးလို့ကြေညာလိုက်တာနဲ့အတူတူပါပဲ။ဒီပြဿနာဟာရိုးရိုးလေးလို့ထင်ရပေမဲ့တကယ်တမ်းကျတော့မြန်မာလူအဖွဲ့အစည်းမှအမြင့်တွေနေတဲ့တမီးပေးရောက်ခမတားပေးရောက်ခမအားပြိုင်မှုတစ်ခုပါပဲ။ ပုံမှန်ဆိုရင်တားယောက်ကြလေးမွေးထားတဲ့မိခင်တွေကအိမ်ထောင်ဦးစီးနေရာကနေချွေးမကိုထိန်းချောင်းကျင်ကြစမြဲပါဒါပေမဲ့လင်းမြဘူးလို့ကိုပိုင်စီပွားရေးကိုပိုင်ငွေကြီးနဲ့ရက်တီနေရဲ့ခေပညာတတ်အမျိုးသမီးတယောက်ကိုရှေးရိုးဆွဲပုံစံမျိုးနဲ့ဆက်ဆံလို့မရနိုင်ပါဘူး။ဒီအချက်ကပဲဒေါ်ကျူကျူရဲ့မိခင်မာနာကိုထိခိုက်စေခဲ့တာဖြစ်နိုင်ပါတယ်။တစ်ဖက်မှာလည်းပရိသတ်တွေကငွေရှိတိုင်းအယားယာပြည့်ပြည့်စုံတာမဟုတ်ပါလား။ဆိုပြီးတော့သတိထားမိလာပါတယ်။မင်္ဂလာဝေတော့ကကဘာကျော်လောက်အောင်ခန္ဓာစုံပြင်ဆင်ခဲ့ကြပေမဲ့ လက်တွေ့မိသားစုဘဝမှာတော့နားလည်မှုနဲ့မေတ္တာတရားကသာအဓိကဆိုတာကိုဒီဖြစ်ရကမိမောင်းထုတ်ပြနေပါတယ်။ဒီပြဿနာမှာတနာစရာအကောင်းဆုံးကတော့ပိုင်းတကုံပါပဲ။သူဟာကြားညက်နေရဲ့မြေစာပင်လိုပါပဲ။တစ်ဖက်ကချိန်ရတဲ့ဇနီးတစ်ဖက်ကဈေးစုကြီးတဲ့အမေဘယ်ဘက်ကမှလိုက်လို့မရတဲ့အခြေအနေမှာသူဘလားတောင်စိတ်ဆင်းရဲနေမလဲဆိုတာခံမှန်းကြည့်လို့ရပါတယ်။ မင်္ဂလာပွဲတော့ကယောက်ျားမတွေဝမ်းသာလုံလုံကိုကြွေးခဲ့တဲ့မျက်ရည်တွေဟာအခုချိန်မှာတော့ပိုင်းတကုံအတွက်အကျက်အသေးဖြစ်လာခဲ့ပါပြီ။တကူကြည့်ရင်ငွေကြေးတွေဘလောက်ပဲချမ်းသာချမ်းသာမိသားစုဆက်ဆံရေးအဆင်မပြေရင်စိတ်ချမ်းသာမှုမရှိနိုင်ဘူးဆိုတာထင်ရှားပါရဲ့။ပန်ဒီကိုအနေနဲ့ဒီစစ်အေးတိုက်ပွဲကိုဘလို့အပြီးသတ်မလဲ သူ့အမေရဲ့စိတ်ကိုဘယ်လိုပြန်ချုံမလဲဆိုတာကတော့စောင့်ကြည့်ရအောင်ပါပါ။ကဲပရိသတ်ကြီးတို့ရင်ပရိသတ်ကြီးသာအပိုင်တကွင်ရဲ့နေရာမှာဆိုရင်ရော ကိုယ့်ရဲ့အမေနဲ့ကိုယ့်ရဲ့ဇနီးမတည့်တဲ့ခါမှာဘယ်လိုဖြစ်ရှင်းမလဲ။တတိသမတ်ဖြစ်ရတာအထင်သလောက်မလွယ်ကူဘူးဆိုတာကိုရောလက်ခံကြလား။ပရိသတ်တို့ရဲ့အမြင်ကိုမှတ်ချက်ပေးခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ လက်ထပ်ပြည်မှာအိမ်မမစားတော့ဝင်အပြင်စားပြောင်းစားနေတဲ့ဟင်းဝီရင်ကို အခုလိုပြောလာတဲ့ဆိုပြေတဲ့စဉ်ပရိသတ်များအားလုံးမင်္ဂလာပါရှင်ဒီနေ့မှာတော့ပရိသတ်တွေအားလုံးဝိုင်းပြီးတော့ချစ်ကြတဲ့ပရိသတ်တွေကညားပါစေလို့နေပေါင်းများစွာဝိုင်းဝန်းဆုတောင်းပေးခဲ့ကြတယ်ဇုံတွဲလေးအကြောင်းကိုပြောပြချင်ပါတယ်သူတို့ကတော့တခြားသူမဟုတ်ပါဘူးမင်းသားကျော်ဟင်းဝီရင်နဲ့မင်းသမီးကျော်ဆိုပြေတဲ့စဉ်တို့ဇနီးမောင်နှံဖြစ်ပါတယ် သူတို့နဲ့ဦးရဲ့မင်္ဂလာပွဲကြီးတုန်းကဆိုရင်မြန်မာတနိုင်ငံလုံးကအာယုံဆိုင်ခဲ့ကြသလိုနိုင်ငံကျော်စိန်ရွှေရတနာဆိုင်ကြီးတွေကအပြိုင်ဆိုင်စပွန်ဆာပေးကြနှစ်ဖက်မိဘတွေကလည်းသဘောတူကြနဲ့တကယ့်ကိုနှစ်ဖက်တဲ့ဇုံတွဲအဖြစ်နဲ့ကြီးကြပ်ခမ်းနားစွာကျင်းပခဲ့ကြတာအလုံးအမြင်ပါပဲအခုချိန်ဒီတောင်မှသူတို့ရဲ့မင်္ဂလာပွဲပုံရိပ်တွေကလူတွေကြားမှာတသသပြောစမှတ်ပြုနေရစေပါဒါပေမဲ့ပြည်သက်ကြီးရင်လောကမှာပြည့်စုံနေဆိုတာမရှိဘူးလို့ပြောရမလားပဲအခုလိုမင်္ဂလာဆောင်ပြီးခါစားပူပူနွေးနွေးပြားရည်စံကာလ အချိန်မှာပဲခင်မွန်းတဲ့ဟင်းဝင်ရတဲ့အိမ်မှာထမင်းမစားတော့ပဲအပြင်ဇော်ရီကြီးပဲပတ်စားနေရဆိုပြီးဇနီးတဲ့ဆိုပြတဲ့စင်ကပြပြတသားကြီးပြောဆိုလာပါတယ်။ တကယ်တော့ဖြစ်စဉ်ကဒီလိုပါမင်္ဂလာပွဲပြီးသွားတဲ့နောက်မှာပြိသက်တွေထင်ထားသလိုသူတို့နှစ်ဦးဟာဟန်နီမွန်းထွက်ပြီးတော့အေးအေးလူလူကြည်နူးဖို့နေနေတတနားချိန်တော့မရှိချကြပါဘူးမင်္ဂလာဆောင်ပြီးရတဲ့ချက်ချင်းဆိုသလိုပဲနေမျိုးတွေကရွှေဆိုင်ဖွင့်ပွဲတွေပရိုမိုရှင်ပွဲတွေကိုတောက်လျှောက်လိုက်လံတက်ရောက်နေတာပါခရီးတွေကဇက်တိုက်ဆိုတော့အင်ကရတဲ့ရက်တောင်မရှိသလောက်ပါပဲအရင်တော့ဗာပြဒနာဖြစ်လာလဲဆိုတော့ခင်မွန်းတဲ့ဟင်းဝင်ရန်တယောက်ဇနီးတဲ့ရဲ့လက်ရအင်ချက်ဟင်းကောင်းကောင်းလေးကိုမဆားရတော့ပါဘူးခရီးတွေသွား ားနေရတော့လမ်းဘေးဆိုင်ဟိုတယ်အစားဆောင် အပြင်းစားတွေနဲ့ပဲဝမ်းဖြည့်နေရတာဖြစ်ပါတယ်။ဒါကိုကြည့်ပြီးတော့ဇနီးဖြစ်သူဆိုပြတဲ့စဉ်ကငါ့ယောက်ျားအိမ်မှာမစားရပဲအပြင်းစားတွေကြီးစားနေရရှာတယ်ဆိုပြီးတော့တနာပီစိတ်မကောင်းဖြစ်နေရတာပါ။တကယ်တမ်းကတော့ဆိုပြတဲ့စဉ်ဆိုတာအမှုပညာမှသာထူးချွန်တာမဟုတ်ပါဘူး။ဒီမကနာမည်ကျော်တောင်ငူသူတယောက်ပါ။တောင်ငူသူတွေကဟင်းချက်ကောင်းနေဆိုတာပရိသတ်ကြီးလေးသိကြမှာပါ။ဆိုပြတဲ့စဉ်ရဲ့ဟင်းချက်လက်ရာကလည်းရှယ်ပဲလို့သိရပါတယ်။ဒီမရဲ့လက်ရာကိုခင်မုန်းတဲ့ဟင်းဝီရံတဲမကပါဘူး။ရောက်ခမတွေဖြစ်တဲ့ဟင်းဝီရံရဲ့မိဘတွေကပါတိတ် ောင်းနဲ့တိတ်မြိန်နေဆိုပြီးတော့အမြဲတမ်းလက်မထောင်ကြည့်ကြူကြပါတယ်။ဒါပေမဲ့အခုချိန်မှာတော့အလုပ်တွေကအရန်များခရီးတွေကဇက်တိုက်ထွက်နေရတော့ဆိုပြတဲ့စဉ်ကမိဖို့ကြောင့်ဝင်ပြီးတော့ရောင်းမကင်ချိန်တောင်မရှိပါဘူး။ကိုချစ်တဲ့ယောက်ျားကိုကိုရန်ချက်ပြုတ်ကျွေးမွေးပြီးတော့ပြုစုခြင်းပင်မဲ့အချိန်နေရအပြင်စာရီကြီးပဲပတ်စားနေရတယ်။ဟိမယံကိုကြည့်ပြီးတော့ဆိုပြတဲ့စဉ်ကတော့တနာမိတယ်။စိတ်မကောင်းမှုလို့ရင်ဖွင့်လာတာဖြစ်ပါတယ်။ဟိမယံကတော့ဇနီးတဲ့စိတ်မကောင်းဖြစ်မှာဆိုလို့ဘာမှမပြောပေမဲ့ဆိုပြတဲ့စဉ်ကတော့အလုပ်တွေပါသွားတာနဲ့ ခင်မွန်းတဲ့အတွက်အိမ်မှာကိုယ်တိုင်ချက်ပြုတ်ကျွေးမယ်လို့ဆိုပါတယ်ဒီဖြစ်ချက်လေးကိုကြည့်ရင်သူတို့နှစ်ယောက်ဟာအောင်မြင်ကြတဲ့မိသားမင်းသမီးတွေဖြစ်ပေမယ့်မိသားစုဘဝလေးခိုင်မာဖို့အတွက်တာမန်လင်မယားတွေလိုပဲရုန်းကန်စူးစမ်းနေကြတယ်ဆိုတာသိတာထင်ရှားလာပါတယ်အပြင်းစားတွေပဲစားနေရလို့ပိန်သွားတဲ့ကိုဟင်းဝီရဲ့ရေမကြခင်မှာချစ်စနီးရဲ့တောင်ငူလက်ရဟင်းကောင်းကောင်းတွေကိုအဝစားရတော့မှဖြစ်လို့ခဏလောက်တော့သီးခံလိုက်ပါအောင်လို့ပြောကြပါရယ်။ကဲပရိသတ်ကြီးတို့ရင်တောင်ငူသူတွေပါကြလား တောင်ငူသူတွေကတကယ်ရောဟင်းချက်ကောင်အပြုစုကောင်းကြရင်လားဆိုတာမှတ်ချက်ပေးခဲ့ပါအောင်နော်ကြီးစုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်